ဲ့တော့ကျွန်တော်တို့ဒီဘက်ကလည်းမြန်မာပြည်သူတွေနဲ့ဆက်သွယ်ပြီးတော့ online ကနေပြီးတော့တို့ရဲ့ပြောတာတွေတို့တင်တဲ့ post တွေမြန်မာပြည်သူတွေပြောနေတဲ့စကားတွေကိုကြားတဲ့အခါမှာတော့ပီကင်းကိုသွားရောက်ကြတဲ့ကပီကင်းကိုရောက်ကြတဲ့ကတရုတ်နိုင်ငံကိုသွားကြတဲ့နေ့စဉ်ဓာတ်ပုံတွေရိုက်ပြီးတော့တင်နေတဲ့ဓာတ်ပုံတွေကိုကြည့်ကြည့်ပြီးတော့ online ကနေမြန်မာပြည်သူတွေသိပေါင်းများစွာအမြတ်တာပို့နေတဲ့ message တွေကိုလည်းကျွန်တော်တို့တော်တော်များများကိုတွေ့ရတာဖြစ်ပါတယ် အဲ့ဒါကတော့ဟဲ့လားသူကိုသူ acting president လို့ခံထားခံထားတဲ့ acting president လို့ခံထားတဲ့သူကြီးကိုတရုတ်နိုင်ငံဝင်လဲပါတာတွေ့ရတာပေါ့နော်ထူးခြားတာကတော့ရုရှားနဲ့အရင်တော့အတော်ကိုခင်မင်ကြီးနေပြီးတော့အစင်းကအစေးကနေပြီးတော့အခုချိန်ကျမှပို့ပို့ပြီးတော့တရုတ်နဲ့ပို့ပြီးတော့နှီးဆက်လာတယ်နှွေးထွေးလာတယ်ပေါ့ပေါ်ကြီးနဲ့ပို့ပြီးတော့နှီးကပ်လာတဲ့ကိစ္စတွေကိုကျွန်တော်တို့သုံးသပ်လို့ရတာပေါ့နော် တခုတူကြတာတခုရှိရတယ်နော်။ဘာလဲဆိုတော့ဒီရုရှားမှာလုပ်ခဲ့တဲ့ Victory Day Parade မှာမြန်မာနိုင်ငံကသွားတဲ့ကိုယ်စားလှယ်ဘိုးဘိုးကြီးမင်းအောင်လှိုင်ပါဝင်သူတို့လိုချင်တဲ့ photo opt သူတို့လိုချင်တဲ့ legitimacy ကိုမျော်မှန်းသလောက်မရခဲ့ဘူးဆိုပြီးအတွင်းသတင်းထွက်လာတာရှိပါလား။ဒါပေမဲ့တရုတ်နိုင်ငံကိုသွားတဲ့အခါမှာတော့ လွန်ခဲ့တဲ့3လ4လကတွားခဲ့ရုရှားခီးစင်နဲ့ဆိုင်သူတို့အများကြီးအောင်မြင်တယ်လို့သူတို့အချင်းချင်းနဲ့မှာပြောကြတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကြည့်မယ်ဆိုတကယ်ပဲကျွန်တော်တို့ပြောနေတယ်ကျွန်တော်တို့ခေါ်နေတယ်ပေါ့ဖော်ကြီးကတကယ်ပဲဟလာမြန်မာတရံမူရင်နဲ့တရံမူရင်နဲ့မြန်မာစစ်ကော်မရှင်ကိုတကယ်ပဲပေါင်းလိုက်ပြီလားဝယ်လိုက်ပြီလားတကယ်သူ့ရဲ့ alliance လုပ်လိုက်ပြီလား ဆိုတော့မေကုံးကမြန်မာပြည်သူတွေကြားထဲမှာရှိနေတာကျွန်တော်တွေ့ရတယ်။အဲ့လိုပဲမြန်မာအတိုက်ခံနေကြားထဲမှာမြန်မာຫນွေဥတော်လိုင်းအပေါ်မှာဘလို့ထင်ရမှုတွေရှိမလဲဘလို့ပြောင်းလဲတွေရှိမလဲဆိုတော့အမြင်နဲ့ရှိတာကျွန်တော်တွေ့ရတယ်။ဥကြောင့်တာဘလို့ထင်လဲ။အမ်မြန်မာတကယ်တော့နိုင်ငံရေးမှာ နိုင်ငံနိုင်ငံတကာဆက်ဆံရေးမှာအင်းကြီးချင်းနိုင်ငံကိုပြောင်းပြေလို့မရဘူးဒီနိုင်ငံဘေးနားမှာငါမနေချင်ဘူးဆိုပြီးရောအင်းပြောင်းလို့ဟိုဘက်သွားရွှေ့လို့မရဘူး you cannot change your neighbor you have to change your diplomacy you have to change the policy အဲ့ဒါလုပ်ရမယ်ဆိုတော့ဒီ NUG ဖြစ်ဖြစ်ဘယ်ဆိုရဖြစ်ဖြစ်အင်းကြီးနိုင်ငံတွေနဲ့တော့သိမြအောင်ဆက်ဆံဖို့ကြိုးပမ်းနေတယ်အစကတည်းကဟာသူတို့နဲ့မတည့်တဲ့ဘက်ကိုတစ်ဖက် ကီလုံအောင်ရင်းရယ်ဆိုတဲ့ပုံကျိမျိုးမပေါအောင်ကျူးစွာကျွန်တော်ဒေါန်ဆန်စကြီးကိုအင်တာဗျူးလုပ်တော့မေးဘူးပါတယ်အဲ့ကိစ္စကဆိုသူကကျွန်တော်ပြောတဲ့ဒီဗီဒီယိုလေးလာတော့ငါအဲကျမတို့ကလည်းနိုင်ငံတနိုင်ငံနဲ့တဲ့ပြီးနောက်တနိုင်ငံနဲ့မတဲ့ဘူးဆိုတာလုံးလုံးမရဘူးနိုင်ငံနဲ့ဆက်မဲ့ဘယ်လိုဟုတ်တယ်မှန်ပါတယ်အဲ့ဟာဘူးဆိုတော့ဘယ်ဖြစ်ဖြစ်အဲ့လိုတင်းမြအောင် လူဖူကတော့ကိုဘက်ကတောင်းပေါ့ဗျာတစ်ဖက်သက်အမြင်မဆောင်သွားအောင်နေပြဖို့ကကိုဘက်ကအရေးကြီးတယ်လို့ထင်ပါတယ် and you ဖြစ်ဖြစ်ဆိုတော့ဒီစစ်ကောင်စီကတော့သူတို့ကကူညီလူချင်းနဲ့ယက်တီချင်းနဲ့အနာတီမြေအတွက်အဓိကလက်မလို့ချင်တဲ့လူတွေဆိုတော့ဒီဟာကိုသူတို့ဖြစ်အောင်ဆိုင်လိုက်မတာလုပ်မှာပဲနိုင်ငံတကာနဲ့လည်းပဲဘယ်သူနဲ့တဲဘယ်သူနဲ့အခုနဲ့တဲအောင်ပေါက်မှာပဲအစတုန်းကတရုတ်နဲ့ပေါက်တယ်ရုရှားလက်နက်ပူကောင်းတော့ဥသွင်းရွှေလက်ထက်မှာပဲနည်းနည်းအစင်မပြေလို့ရုရှားပဲစာရင်းခဲ့တယ်ဒါပေမဲ့ဘယ်သူနဲ့ ဆိုသူတဲအောင်ဆက်ဆံတယ်အိန္ဒိယနဲ့လည်းတဲအောင်ဆက်ဆံတယ်အဲဒီဆိုမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာတော့အဲဒီတော်လိုင်းအင်အားစုတွေဒီမိုကရေစီအင်အားစုတွေဘက်ကဒါလျင်ပါဝါနာနဲ့ဖြစ်အောင်ကစားဖို့လိုတယ်လို့ထင်တယ်လောလောဆယ်ရိုက်ခတ်နိုင်တာကတော့အိန္ဒိယနဲ့တရုတ်နဲ့ပေါင်းသွားတယ်ဆိုတော့ ဥမာရခိုင်မှာလောက်တဲ့စီးပွားရေးစီမံကိန်းတွေအိန္ဒိယရှိရတရုတ်ရှိရအိန္ဒိယရဲ့ကလဒန်မြစ်စီမံကိန်းရဲ့ထပ်ပေါက်ဖြစ်တဲ့စစ်တွေဟာကြောက်ဖြူနဲ့မိုင်းကြောက်ဆယ်ပဲဝေးတယ် through that ကြီးစံတကန်းသနဲ့တကန်းပဲဖြစ်မယ်ဆိုသူတို့နိုင်ငံမတက်ရင်တော့အဲ့မှာပြဿနာဖြစ်နိုင်တယ်အခုသူတို့နိုင်ငံကဆက်လိုက်ပြီးတော့စင်းမြတ်နေတယ်ဆိုရင်တော့အဲ့မှာစီးပွားရေးလို့ရသူတို့အေးအေးဝေစားမြစားလုပ်နေလိမ့်မယ်ဆိုတော့အဲ့ဟာတခုကတော့သူတို့အတွက်ဟိုဖြစ်မယ်နောက်တစ်ခုကျတော့စဉ်းစားမိတာကဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်ကမတက်ဘူး ယူနိုစကဘင်္ဂါရှေမတက်တာကတော့သူတို့ရဲ့အကြောင်းပြချက်ကတော့သူတို့ပြည်တွင်းမှာနောက်နေ့ရေကောက်ပွဲအတွက်ပြင်ဆင်နေရတဲ့ပြည်ပခါတွေသိများနေလို့ဖြစ်ရှင်းနေရလို့ပြောတယ်။သို့သော်ဘင်္ဂလားဒေ့ရှ်ဟာရှိတ်ခါစီနာဒီတရုတ်နဲ့နှိခဲ့သလိုအခုယူနိုစအစိုးရကအမေရိကန်ဘက်ကိုဂျိမ့်တယ်ဆိုပြီးတော့လူကသတ်မှတ်ကြတယ်။ဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်ဟာဘင်္ဂလားဒေ့ရှ်ကိုပို့ပြီးတော့များအပေါင်းအသင်းလှုပ်လာမလားမြန်မာအင်ဂျင်ကိုဆိုတော့အဲ့ဒီတစ်ခုတော့စဉ်းစားကြရှိပါလေ။ ကျေးဇူးပါဆရာဟုတ်ကဲ့ဒီလိုပဲအာဆီယံထဲမှာထိုင်းနိုင်ငံမတက်တာကျွန်တော်တို့တွေ့ရပါတယ်ဆရာဆရာဆရာကျွန်တော်တက်ပြီးတော့ကျွန်တော်အဒီအရီယိုထောက်မှာပဲကျွန်တော်တက်ပြီးမေးချင်တာကတော့ဒီဝန်တစ်ခုနှစ်ခုပေါ့နော်ဆရာဒီပိုယိုကြီးမရောက်လာရဲ့ဒီအလုံးအောင်မြင်ပါတယ်ဆိုရက်ဒီတရုတ်ကြီးစင်မှာ MOU တွေ MOU တွေ MOU တွေထိုးခဲ့တာကျွန်တော်တွေ့ရတယ်ဥပမာပြင်မန္တလေးမူဆယ်မြေတားလန်းတို့ အာပြီးတော့ campaign ဒီကိစ္စတော့ leader down အောင်ပြန်ဖောက်မယ်ဆိုတဲ့ဟာတွေတကယ်မစားဝမခံတကယ် MOG တွေထိုးခဲ့တာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီ MOG ထိုးခဲ့တဲ့နေရာတွေကတိုင်းသားတွေစိုးမိုးတဲ့ရှိတဲ့တိုင်းသားနေမြေတွေပဲဖြစ်တာကျွန်တော်တွေ့ရတယ်တွေ့ရတယ်ဒါပေမဲ့အဲ့ဒီနေရာတွေ အတော်များများ conflict zone တွေရှိတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဒါတွေကတကယ်တော့လက်တွေ့မှာဖြစ်လာနိုင်မလားဆိုတာကိုလည်းအတော်များများမေးခွန်းထုတ်နေတာကျွန်တော်တို့တွေ့ရတယ်။ဟုတ်တာပါအဲ့ဒါအဲ့ဒါလည်းပဲ တရုတ်ကတော့ဖျက်အောင်လုပ်မှာပဲအခုဆိုသူတို့အဲဒီတိုင်းသားအင်အားစုကိုဖျားပေးပြီးတော့သူတို့ဖျက်အောင်လုပ်နေတယ်။နောက်သူတို့ရုရှားမှာဗဂနာတေဇာလူမျိုးရေးတပ်တွေလုပ်သလိုတရုတ်ပြည်မှာလည်းပဲအဲ့လိုလုပ်ပြီးတော့မြန်မာနိုင်ငံတွေမှာတရုတ်စစ်တပ်မဝင်အောင်မှသူတို့တွေပုံစံမျိုးချထားနိုင်တယ်ဆိုပြီးတော့ခံမှန်းကြတာပေါ့လေ။ဆိုသူတို့ကတော့သူတို့ဖျက်နေတဲ့လောက်သူတို့ချက်ထွင်လို့ရတော့တော့သူတို့ချက်ထွင်လာမှာပဲ။တော့ဒါမဲ့တစ်ချိန်တည်းမှာဒီတော်လိုင်းအားစုတွေဘက်ကခုခံနိုင်စွန်းပညာပေါ်မှာမူတည်မဲ့ထင်ပါတယ်သူတို့နှိမ့်နိုင်စွန်း အဲ့ဒါကတော့ကျွန်တော်ခမရခက်ပါတယ်သူတမီတော့ဟုတ်အဲ့တော့ကျွန်တော်နောက်ဆုံးဒီဥကြောသာနဲ့ဆွေးနွေးကျင်တာမေးကျင်တာဗာလဲဆိုတော့ဟိုတရုတ်သမိုင်းရှီရှင်းပင်ကဘူလင်းလုပ်တဲ့နိုင်ငံတွေကိုဟလာသူကအဲ့လိုပြောသွားတယ်အဲ့ဒါအဓိကက US ကို ပြောတာပေါ့နော်အဲအဲ့ဒီဒီချိန်မှာပဲကျွန်တော်တို့အားလုံး share လုပ်ခဲ့ကြတဲ့ဒီ western values တွေကလည်းအခုချိန်မှာသူတို့တဲမှာရှိတဲ့မဟာမိတ်တွေပျော်ကွဲနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကနေဒါဘက်ကြီးကြီးဒီဥရောပဘက်ကြီးကြီးကိုယ့်အကူပြန်ပြီးတည်ဆောက်နေတဲ့အချိန်ဖြစ်တယ်။အဲ US က US ကပို့ပြီးတော့ isolation ကိုတွားနေတယ်ဆိုတော့ပြောတဲ့ရေးတဲ့အတန်တွေကိုကြားနေရတဲ့အချိန်ပေါ့။ဒီချိန်မှာ မြန်မာစစ်ကော်မရှင်ကနေပြီးတော့ဒီခွင့်ရေးကိုယူတာမျိုးကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်အဲ့ဒီအချိန်မှာပဲဒီပီကင်းပွဲမှာလည်းဗိုလ်ချုပ်ကြီးမင်းအောင်လှမ်းကနေပြီးတော့ဒီဘူလီယင်းလုပ်တဲ့လူတွေကိုအဲတမန်ရေးရှိရှင်းပင်ပြောခဲ့တဲ့အတိုင်းတော့အဲခိုးလုပ်ပြီးတော့တိုင်အောင်လိုက်ပြီးပြောတာမျိုးတွေကျွန်တော်တွေ့ရတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာကြည့်မယ်ဆိုရင်တကယ်တကယ်ကြတော့တိုင်းပြည်အာဏာကိုအတ္တမသိင်းတဲ့လက်လက်ကန်အုပ်စုကသူတို့ဖြစ်နေပြီးတော့ မိုင်ချေးခွဲဘူလီလုံးနေတာဒီချိန်ကြီးကသူတို့ပဲဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဒီစကားတွေကတကယ်တကယ်တော့ဥချတန်းလာမြမပီသူတွေတကယ်တော့နားကားစရာစကားတွေဖြစ်တယ်လို့အတော်ကုန်ယူမုန်းစရာကောင်းတဲ့စကားတွေဖြစ်နေတာပေါ့နော်။ဘာကြောင့်လဲဆိုမြန်မာနိုင်ငံကမြန်မာပြည်သူပြည်သားတွေကစစ်အာဏာရှင်လက်အောက်မှာမနေချင်တော့ဘူး။စစ်အာဏာရှင်တက်ဆိုးရှိတာကိုလည်းမလိုချင်တော့ဘူး။ စစ်တပ်ရဲ့ slave ဂျွန်ဖြစ်နေဆက်ပြီးတော့နေချင်းစိတ်သူတို့မှမရှိတော့ဘူးဘလို့ထင်လဲမမရဲ့အဲ့ဒါတော့ပြည်သူတွေရဲ့ခံစားချက်ပေါ့ဗျာဘယ်သူမှဖိနှိပ်ချုပ်ချယ်မှုအောက်မှာမနေချင်ဘူးအခုဖြစ်လာတဲ့ကဘာ alliance ကိုခေါ်ရတဲ့ဟာကိုလည်းတချို့ကသုံးစားကြတာကတော့အမ် India and China ဆိုရပါဆို the biggest democracy and the biggest autocracy ကဘာမှာကဘာအကြီးဆုံး democracy နိုင်ငံဖြစ်တဲ့ India နဲ့ကဘာအကြီးဆုံးဒီအာဏာပြအုပ်ချုပ်နေတဲ့ autocracy နိုင်ငံဖြစ်တဲ့ရုပ်တို့ပေါင်းစည်းရတယ်ဆိုတာမျိုးဖြစ်တယ်ဆိုတော့ဒီနေရာမှာတော့ဒီမြန်မာနိုင်ငံအတွက်ကတော့ဒါအဆုံးတဲတာဝေယဆိုတော့ကျိုးပန်းတာပေါ့လေလူရဖို့ပဲသို့တော်လည်းပဲပြည်သူတွေရဲ့လက်ခံမှုဟာအဓိကပါပဲညာဆိုတော့တရုတ် တို့ရဲ့ဥဆောင်တဲ့ကမ္ဘာအခင်းကျင်းထဲမှာဝင်လာဖို့ကြိုးစားတာဟာလည်းပဲသူတို့ကစီးပွားရေးကိုအခြေခံပြီးတော့လုပ်မယ်လုံခြုံရေးလည်းပဲတော်တော်ကပြောခဲ့သူသိတိရရောမဖြစ်နိုင်ဘူးစီးပွားရေးအတွက်သူကလုပ်မယ်နောက်တစ်ခုကသူတို့မှအဲ့ဒီညီညွတ်မှုစံတန်ဘိုးရီသမရထမှာလူခွေမပါဘူးဒီမိုကရေစီမပါဘူးဖြစ်မယ်ပြတော့ပြတော့ဆိုတော့မြန်မာနိုင်ငံမှာလည်းဒီလိုပဲဒီချင်းတွေပဲသူတို့အခွင့်အောင်းပြီးလုပ်မှာပါပဲဆိုတော့ ပြည်သူတွေကဘယ်လောက်လက်ခံမလဲဆိုတာအဓိကပါပဲခင်ဗျ။ဟုတ်ကဲ့ဦးကျန်းသားကျေးဇူးပါအဲ့တော့ကျွန်တော်ကနောက်ဆုံးတစ်ခုမေးချင်တာကလေဆွေးနွေးချင်တာပါလဲဆိုတော့မြန်မာနိုင်ငံအရေးမှာလုံခြုံရေးနှစ်ပေါင်း30-40မှာငကိုင်းဒီကောင်နဲ့မဟုတ်ပါဘူးမြန်မာအရေးမှာနေုံကြီးလည်းရှိပါတယ်။သူကအဝေးကနေအမြဲတမ်းပြန်ဝဲဝေးလာလေးရှိပါတယ်။သူရဲ့ဩဇာနာလည်းရှော့တော့လို့မရပါဘူးမြန်မာအရေးမှာအမြဲတမ်းပါဝင်လေးရှိပါတယ်။ တစ်ချိန်တည်းမှာပဲဘေးမှာတော့စင်ကြီးတကောင်ရှိတာပေါ့နော်ဒါပေမဲ့အခုလို Trump ကပြောင်းလဲလာတဲ့ policy တွေနဲ့အပြောင်းလဲတွေကိုဘလို့မြင်ကြလဲပေါ့ဘာကြောင့်လဲဆိုတော့လုပ်ငန်းတဲ့တလားနှစ်လောက်အတွင်းမှာကျွန်တော် rare earth လို့ခေါ်တဲ့နေရှားတတ်တူကိစ္စတွေကျွန်တော်တို့အတန်တွေကို White House မှာဆွေးနွေးတယ်ဆိုတဲ့အတန်တွေကြားရတယ်ပြီးတော့မြန်မာ စစ်တပ်ကငားတဲ့ခရိုနီတွေကငားတဲ့ ဟလာ lobbyist တွေရှိတယ် lobbyist lobbying firm တွေကို lobbying firm တွေကိုငှားတယ် DC မှာငှားထားတယ်ဆိုတဲ့အတန်တွေကျွန်တော်တို့ကြားရတယ်ဆိုတော့အဲ့တော့မြန်မာပြည်အရင်မှာအရင်တုန်းကကျွန်တော်တို့အများကြီးကာဗာလုတ်ခဲ့တာတွေရှိပါတယ် American သမ္မတ Barack Obama ဆိုရင်မြန်မာနိုင်ငံကိုနှစ်ခေါက်လက်ပတ်ခဲ့ပါတယ်ဒီ president တယောက်အနေနဲ့နော်တွားခဲ့တာရှိပါတယ်ဆိုတော့ ဒါရင်ဟာအဲ့တော့လင်းယုံကြီးရဲ့မြန်မာပြည်ပေါ်မှာရှိတဲ့စိတ်ဝင်စားမှုအဲ့တော့နဂါးကြီးရပဲအတာစီးအတာစီးရသွားပြီလားလင်းယုံကြီးရဲ့စိတ်ဝင်စားမှုကရောရှိနေသေးလားဆိုတဲ့ကိစ္စပေါ့နော်ရှိရောရှိနေမှာပဲဒါပေမဲ့သူတို့အခွင့်အခါဘလောက်ပေးတယ်လဲဆိုတာသူကြည့်မယ်တကယ်လို့သူတို့ကအဲ့လို ်မျက်စပစ်လာတယ်ဆိုရင်တော့မြန်မာစစ်ကောင်စီကတော့အကြိုက်ဆုံးပေါ်ပြသူဟာဒါတင်လို့သိကျူဆိုရဲဆွေးဝန်းသားရလုံမှာပဲဆိုဒီဘက်ကိုလုံမှာခိုးဘက်ကိုလုံမှာပဲဒါကတော့သူ့အတွက်ဒါဘာမှဝန်လေးစရာမဟုတ်ဘူးသူသူကအမျိုးသားရေးဂျိုစီဘောစီပြောပြီးလုံမှာပဲ national interest ဟောကျုံပြီးပြောမယ် national interest ဆိုတဲ့စကားကိုလည်းပဲမိကွန်းထုတ်တယ်သူပြန်ရှာ national interest of whose interest ပြည်သူလူထုဘလောက်အကျိုးရှိသလဲအကျိုးသူလူနဲ့သူတို့အကျိုးစီးပွားကို national interest ဆိုင်ဖို့တပိလို့သလားဆိုတော့အခုလည်းအဲ့လိုပဲသူတို့ national interest ဆိုပြီးတော့ American lion level သူတို့လုံမှာပဲဒါသူတို့ဆက်เสียဘာမှမဟုတ်ဘူးအခုညီလိုနဲ့ဘသူလာလာသူတို့ဟာတော့ကျူဆိုပြီးတော့လုံပဲသဘောရှိရတယ်ဒါပေမဲ့ American ဘလောက်ထိစိတ်ဝင်စားမလဲမြေရှားကိုတော့သူတို့စိတ်ဝင်စားမယ်ဒါပေမဲ့လည်းသူတို့ကဘလောက်ထိလေရဲစရဲပေါ်ပေါ်ထွန်းထွန်းလုံမလားဘလောက်ထိ အချင်းပေးပြီးလုပ်ငါဆိုတာပဲစဉ်းစားရဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်ခေါင်းဆောင်။ဟုတ်ကဲ့ဦးကျော်တန်းကကျွန်တော်တို့ကမြေရှားဆိုတဲ့အတန်တော့ကြားနေရတာပေါ့နော်။ဒါပေမဲ့မြေရှားပြောပြောနဲ့တိုင်းသားအုပ်စုတွေမှကြားတာအခုကမြေဘောတော်ပြင်းနေမှလို့ကြားပါလေ။အဲ့ဒါနဲ့တူမြန်မာပြည်သူပြည်သားတွေကမြေရှားတော့မဖြစ်ဘူး။သူတို့ဒီစစ်ကြုံဘွားကလွန်မြောက်ဖို့နဲ့ဒီမိုကရေစီနဲ့သူတို့ရဲ့အခွင့်အရေးတွေရဖို့ တို့ကအမြဲတမ်းမျောလင့်နေတယ်ဆိုတာကိုပြောနေပဲကျွန်တော်ဒီ editorial talk ကိုအဆုံးသတ်ပါတယ်ဦးကျော်နာနာဝင်ပြီးတော့ဆွေးနွေးပြတဲ့အကြောင်းနဲ့အလုံးကိုကျေးဇူးတင်ပါတယ်ဆိုကျွန်တော်တို့ပြောချင်ပါတယ်ကျေးဇူးပါပဲဆရာကျေးဇူးပါခေါင်းဆောင်ကျေးဇူးပါရပါကျေးဇူးပါ